UK ကိုလည်းမလာစီချင်အခုကဘာတူမှ UK အကြောင်းနည်းနည်းပြောအောင်အခုမလာစီချင်လို့လည်းပြောလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့အတိတ်ကို look back ကျွန်တော်တော့ဗောနကျွန်တော် claim ဘွားတွေကအင်္ဂလိပ်စာတွေပဲစားလေလာတွေတာစာအုပ်ဖတ်လို့ရှင်လေ Cambridge ရှိတယ် Oxford ရှိတယ်နောက် Harry Potter ဘာညာကြည့်တယ် BMI တွေ London Eye တွေ Houses of Parliament ဘာညာအကုန်လုံးကဒါကျွန်တော်တို့ဗောနတကယ် dream နေရဗောဟုတ်ကဲ့လူတွေကိုမလာဘူးလို့ပြောရဆိုမဲ့ကျွန်တော်တို့နိုင်ငံထဲကိုပြန်ကြည့်လို့ရှင်ကျတော့အခြေအနေတွေအရန်ကွာတယ်ဗျာဒီလားဒီမှာဆိုလို့ရှင်ဗောတကယ် basic တွေကွာဒီလားပြောရလို့ရှင် အန်ရကင်းနဲ့ဘောအေးစနေလို့ရတယ်အလုပ်တစ်ခုရှိရင်ဗျာတကယ် high paying job မှာမဟုတ်ဘူးတာမန် blue collar job နေနေလဲအိုးနဲ့အိမ်နဲ့နေနိုင်တယ်ဘောကအမခံချက်ရှိတယ်ဗျာခွင့်ရရရင်တော့ဟို UK ကိုအရန်လာကြတယ်ဆိုတော့လာပေါ့ because ကိုငိုနေတဲ့ director တော့အများကြီးပိုကောင်းမှာပေါ့နော်ဒါပေမဲ့တခြား Canada တို့ US တို့ Australia တို့တခြား European countries တွေနဲ့ပြန်ရှင်မယ်ဆိုရင်တော့လေ UK ကကျွန်တော်တို့တည်ခဲ့တဲ့ UK မဟုတ်တော့ UK မဟုတ်တော့အထူးသဖြင့်ကျွန်တော်ဆိုဒီ2012မှာလာရဲပေါ့နော်အခုဆို2025 almost 13 years ပြီတော့မယ်ဒီ13နှစ်အတွင်းမှာဟိုထက်ထက်ဝင်ဝင်နေမဟုတ်သေးဘူးနော်နေ့တိုင်းသွားတာလာတာဒီမြင်နေရတာနဲ့ဟို life ကမတူတော့ဘူး total မှုမရှိဘူးစုပ်ယုပ်လာတာက များတယ်ကုန်စည်နှုန်းတွေတရားစားလို့ဗျာဘယ်လို cost of living တွေအများကြီးတက်လာတယ်ဟိုအင်ဇိတ်တွေရေမီးပါ냐ပေါ့ဗျာလူတွေဆိုလို့ရှိရင်လည်းအရင်ကတော့ချောင်ချီမနေနိုင်တော့ပို့ပြီးတော့ရုံးကန်လာကြရတယ် အကျွေးတွေနေနေတဲ့လူတွေအခုဆိုအင်ဂျီယာမဲ့တွေပို့ပြီးတော့များလာတယ်ကျွန်တော်တို့လာဂါဇာဆို UK ကတော်တော်လေးကိုအနေရကင်းတယ်လို့ပြောလို့ရတယ်အခုချိန်မှာအရင်အလောက် safe မဖြစ်တော့ဘူးသူတို့ဖြင့်ကျွန်တော်တို့လိုအဖြူမဟုတ်တဲ့သူတွေကျွန်တော်တို့ကပြောရရင်လည်းခံတာပါသေးတယ်သူတို့ဖြင့်ဒီ Muslim တို့ဒီ Black population ပါညာ Pakistani Indian အလို main ကလေးတွေဆိုလို့ရှိရင်ကျွန်တော်အသိဆရာဝန်တွေပိုင်းတော့ရှိရလို့ hijab ဝတ်ထားတဲ့ main ကလေးဆိုလည်း target လောက်ခံရတာမျိုးတွေပို့ပြီးတော့ရှိလာတယ်အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့ အဲကျွန်တော်တို့ဆီယဝင်ဆိုလို့ရှိရင်လည်းဒီ UK မှာဆီယဝင်လောက်ရတာနဲ့ဒီ US ဆို Australia မှာဆီယဝင်လောက်ရတာနဲ့ကွာတယ်ဖေးတွေဘာတွေအစအများကြီးကွာတယ်ဒီဗီဒီယိုပြည့်စုံကို DD's Burmese Vlog YouTube Channel မှာတွားရောက်ကြည့်ရှုနိုင်ပါပြီ